မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာတကောင်စင်းကောက်ယူရာမှာလုံခြုံရေးစိုးရင်ရတဲ့အတွာမိကွန်များမင်းများမှမဟုတ်ပဲစားရွက်နဲ့ဖြည့်ထားပေးရန်ဆိုပြီးတော့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကတကောင်စင်းကောက်ယူမှုဆိုင်ရာမိကွန်များပါဝင်တဲ့စားရွက်များကိုဝေငှနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါမဲ့အော်တိုဘာလ၁ရက်နေ့ကနေအော်တိုဘာလ15ရက်နေ့အထိစစ်ကောင်စီကတနိုင်ငံလုံးမှာတကောင်စင်းများကောက်ယူသွားမှာဖြစ်ပြီးတော့မိကွန်များမင်းများမှဖြစ်တယ်လို့သိရပါတယ်။မိကွန်များကိုပြည်သူများကဖြေဆိုရမှာဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကထုတ်ဖော် ပြောဆိုခဲ့ပါတယ်မနေ့ကယာယီမှုတွေနဲ့စရေးတွေလာသွားတယ်တကောင်စင်းလာောက်ရင်ဖြည့်ရမယ်မိခွန်းတွေရှိတယ်အဲ့ဒီမှာမလိုဘဲနဲ့အချိန်မကုန်ရအောင်လို့လုံခြုံရေးအရာအကြကြီးမေးလို့အဆင်မပြေလို့မိခွန်းစာရွက်တွေပေးသွားတယ်အဲ့ဒါကိုဖြည့်ထား လိုအပ်တဲ့မေခွန်းတွေကိုလည်းနှုတ်နဲ့ထပ်မင်းမယ်လို့ပြောပါတယ်လို့လှိုင်းသားရကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လှိုင်းသားရမှာအုပ်ချုပ်ရေးအဖွဲ့များကဝင်ငှတဲ့မေခွန်းစာရွက်တွေမှာအဓိကအားဖြင့်ကိုရေးအကျင့်ကိုအဓိကမေးမြန်းထားပြီးတော့တခြားသောအချက်အလက်များကိုတပ်ဆိုင်ရာလောက်ကနဲ့ဌာနဆိုင်ရာဝန်ထမ်းများကဆက်လက်မေးမြန်းမှာဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလာတရက်နေ့စတင်မယ်။တနင်္ဂနွေလုံးသကောင်စင်းကောက်ယူရေးစီမံချက်အတွက်လှိုင်းသားရအပါအဝင်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များအလုံးမှာလုံခြုံရေးအဖွဲ့များဖွဲ့စည်းနေတယ်လို့သိရပါတယ်။သကောင်စင်းကောက်ယူတဲ့အချိန်မှာရက်ကွက်နဲ့ကြေးရ ပါအုပ်ချုပ်ရေးအဖွဲ့ဝင်များကအ धिक လုံခြုံရေးတာဝန်ယူပေးရမှာဖြစ်ပြီးတော့ပြူစောထင်းတဲ့ပြည်သူစစ်များကလည်းပူးတွဲတာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးမှူးများအနေနဲ့လာမယ့်အော်တိုဘာလသကောင်စင်းကောက်ယူနေတဲ့အချိန်နဲ့ရက်ရွာတောင်ဝင်များကိုထမ်းဆောင်နေတဲ့အချိန်မှာတအုပ်တဲ့သွာလာခြင်းမလုပ်ကြရနဲ့ရက်ရွာတောင်ဝင်များကိုထမ်းဆောင်နေတဲ့အချိန်မှာလည်းပြည်သူလုံခြုံရေးအဖွဲ့များနဲ့အတူစုဖွဲ့သွာလာနေထိုင်ကြရန်ရန်ကုန်တိုင်းစစ်ကောင်စီကမှာကြားချက်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ20ရက်နေ့မှာဒဂုံမြို့တဲ့တောင်ပိုင်းတရားခေါ်ရက်ကွက်အုပ်ချုပ်ရေးမှူးကြည်ထွန်းနဲ့ယာအိမ်မှုဆွေမြင့်အောင်တို့ ပြစ်ဒဏ်ခံရပြီးတော့သေဆုံးသွားခဲ့ခြင်းကြောင့်နန်းစီဒီယံဝန်ထမ်းများတကောင်စီရင်နဲ့ရွေးကောက်ပွဲမဲဆင်ကောက်ယူတဲ့သူများကိုပြစ်မှတ်ထားတိုက်ခိုက်မယ်ဆိုတဲ့ချိန်ညာချက်များထွက်ပေါ်လာတဲ့အတွက်ရန်ကုန်တိုင်းစစ်ကောင်စီကအခုလိုမျိုးရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှူးများကိုသတိထားနေထိုင်ရန်မှာကြားချက်ထွက်ရှိလာခြင်းဖြစ်တယ်လို့သိရပါဗျ။အုပ်ကြီးတွေအားလုံးလုံခြုံရေးသတိထားကြဖို့နဲ့ ရက်ခွက်ပြည်သူလုံခြုံရေးအဖွဲ့တွေနဲ့စုဖွဲ့သွားလာဖို့ရုံးထိုင်တဲ့အချိန်မှလည်းအစုဖွဲ့နဲ့နေထိုင်ကြဖို့လိုအပ်တဲ့ခုခံကာကွယ်နိုင်တဲ့လက်နက်တွေအနည်းနာမှစောင့်ထားကြဖို့မှာကြားထားပါတယ်။တတိလို့ရင်လုံခြုံရေးပေါ်ရော်ရင်တိုက်ခိုက်ခံရနိုင်တဲ့အတွက်မပေါ်ကြဖို့မှာကြားထားပါတယ်။တိုင်းကမှာကြားထားတာပါလို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရေးမြစ်ကပြောဆိုထားပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းအတွင်းကရက်ခွက်ကြေးရွာအုပ်ချုပ်ရေးမှူးများနဲ့အဖွဲ့ဝင်များအနေနဲ့အချိန်ကြာမြင့်စွာလက်ဖက်ဆိုင်ထိုင်ခြင်းဘီယာဆိုင်ထိုင်ခြင်းနဲ့ဆိုင်ထိုင်ခြင်းများကိုမပြုလုပ်ကြရန်မိမိရဲ့လုံခြုံရေးကိုချိန်ချောက်တဲ့မသေ င်ငါပွဲရာအခြေအနေများကြုံတွေ့လာရပါကသက်ဆိုင်ရာတက်နယ်ရဲတပ်ဖွဲ့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီများထံကိုအချိန်နဲ့တပြေးညီအကူအညီတောင်းခံနိုင်ကြောင်းတိုင်းစစ်ကောင်စီကမှာကြားထားပါတယ်အလားတူပဲမိမိတို့ရဲ့ရက်ွက်နဲ့ခြေရွာများကိုဒိသကံမဟုတ်ပဲပြင်ပကလူစိမ်းများဝင်ရောက်နေထိုင်မှုများရှိလာပါကလည်းလုံခြုံရေးအမြင်နဲ့သတိပြုစစ်ဆေးကြရန်တိုင်းစစ်ကောင်စီကမှာကြားထားကြောင်းတရင်ရရှိပါတယ်ခမောင် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာစက်တင်ဘာလ25ရက်နေ့ကပြည်ပကိုအလဲပတ်ထွက်ခွာသူများကိုအထောက်အထားအပြည့်စုံပြနိုင်သည့်တိုင်အောင် လေးရဘောကိုတက်ခွင့်မပေးဘဲနဲ့လက်ပြန်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကထိုင်းနိုင်ငံစင်ကာပူနိုင်ငံအပါအဝင်ပြည်ပနိုင်ငံများကိုထွက်ခွာကြသူများတဲ့ကအကြောင်းအရာမရှိဘဲအလဲပတ်သွားမယ်လို့ဖြေဆိုသူများရန်ကုန်လေစိတ်မှာလေးရဘောကိုတက်ခွင့်မပေးဘူးလို့သိရပါတယ်။အသွားပြန်လေးရင်လက်မှတ်ဟိုတယ်ဘိုကင်း၊ရှိုးမန်နေနေထိုင်ခွင့်ဗီဇာစတဲ့စာရွက်စာတမ်းအထောက်အထားအပြည့်စုံပြသနိုင်သည့်တိုင်အောင်စီမံချက်အရာအခုရပိုင်းထွက်ခွာခွင့်မပေးဘူးဆိုပြီးတော့လက်ပြန်ခိုင်းနေတယ်လို့သိရပါတယ်။ထိုင်းကိုသွားဖို့ပါသူတို့မေးတော့အလဲသွားမှာလို့ဖြေလိုက်ပါတယ်။ အသွားပြန်လေရင်လမ်းမှာဟိုတယ်ဘိုကင်ရှိုးမန်နီဒေါ်လာ1000နဲ့နှစ်လဗီဇာပြတယ်အဲ့ဒါကိုပေးမသွားဘူးလေမော်တက်ခွင့်မပေးဘူးဘာဖြစ်လို့လဲတော့မေးတော့ဒီအပိုင်းတော့ခဏနားလိုက်ပါဦးစီမံချက်ရှိလို့လို့ပြောတယ် အဲ့ဒါနီးဆက်ရာဖုံးဆက်ပြီးတော့အကူညီတောင်းတော့လေးစိတ်ရဲကပေးမသွားတာလာကုန်ရက်တွေစစ်မှုထမ်းအသက်ခေါ်နေလို့စီမံချက်ရှိလို့ခဏတင်းကျက်တာလို့ပြောတယ်ကျွန်တော်တွေမဟုတ်ပါဘူးတခြားအလေလို့ဖြေတဲ့သူတွေလည်းထွက်ခွင့်မရဘူးလို့မနေ့ကလေးစိတ်ကနေလှည့်ပြန်ခဲ့ရတယ်အသက်25နှစ်အရွယ်အမျိုးသားတို့ကပြောဆိုထားပါတယ်ဒါပေမဲ့မနေ့ကရန်ကုန်လေးစိတ်မှာဆေးသွာကုရန်အထောက်ထားပြနိုင်သူများပင်မောသားများစီဝါရေးကိစ္စစာရွက်စာနဲ့အစုံလင်းပြနိုင်သူများနဲ့လေးစိတ်ပူပေါင်းအဖွဲ့များထံကိုငွေပေးပြီးတော့ကြိုတင်ပြီး VIP service ထိစပ်ထားသူများထွက်ခွာခွင့်ရ ရှိခဲ့တယ်လို့သိရပါတယ်။အလဲအပတ်များကိုပိတ်ပင်ခြင်းဟာအခုလာမယ့်အော်တိုဘာလဇန်မာစတင်မယ်စစ်မှုထမ်းအပတ်စဉ်6အတွက်လူသစ်များစုဆောင်းခေါ်ယူနေတဲ့အချိန်ဖြစ်တဲ့အတွက်လေစိတ်ကနေပြည်ပထွက်ခွာခွင့်ယာယီတင်းကျပ်စီစစ်ပိတ်ပင်နေခြင်းဖြစ်ကြောင်းလေစိတ်တရေအင်းမြေတချို့ထံကနေပြီးတော့စုံစမ်းသိရှိရပါတယ်။လက်ရှိမှာရန်ကုန်လေစိတ်ကနေပြည်ပနိုင်ငံများကိုအတားအဆီးမရှိထွက်ခွာခွင့်ပြုတဲ့ VIP service ၄ခွက်ဟာလည်းအလွန်ကြီးမားကျယ်ပြန့်နေကြောင်းသိရပါတယ်။ အခုလိုမျိုးလေစိတ်မှာလက်ပေးလက်ယူမှုများအကြီးအကျယ်ဖြစ်ပေါ်နေတာကိုစစ်ကောင်စီရဲ့ထိပ်ပိုင်းအထိကိုသတင်းများရောက်ရှိနေတယ်လို့သိရပါဗျ။ဒါပေမဲ့တစုံတရာအရေးယူမှုမရှိဘူးလို့သိရပါဗျ။လေစိတ် VIP service ဟာပြည်ပကိုထွက်ခွာမဲ့သူရဲ့နောက်ခံအကြောင်းအရာနဲ့အခြေအနေပေါ်မူတည်ပြီးတော့ငွေကျပ်၃၅၀အထိဈေးပေါက်နေတယ်လို့စုံစမ်းသိရှိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကဩဂတ်စ်လကစတင်ပြီးတော့ရန်ကုန်လေစိတ်မှာပူးပေါင်းအဖွဲ့များဖွဲ့စည်းပြီးတော့ ပြည်ပကိုထွက်ခွာခွင့်များကိုစီစစ်တင်းကျပ်က၎င်းတို့စိတ်တဘောမတွေ့သူများကိုလှည့်ပြန်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်အကြောင်းပြရာမှာအလဲနိုင်ငံကုလက်မဲ့ PV နဲ့ပြည်ပထွက်ခွာခွင့်အလုံးလောက်ခွင့်များကိုစီစစ်တားမြစ်တယ်လို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဒရဝူးမြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက် ဘုံမူတန်းနိုင်ဦးရဲ့အမိန့်နဲ့အော်တိုဘားလာအတွင်းမှာစတင်မဲ့စစ်မှုထမ်းအပတ်စဉ်6အတွက်လူငယ်တရာကျော်ကိုမနေ့ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုံမြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်နဲ့ချေးရွာအုပ်ချုပ်ရေးမှုအဖွဲ့များကစစ်မှုထမ်းတင်တန်းအတွက်လိုအပ်နေတဲ့လူငယ်အရေးအတွက်စုဆောင်းပေးနိုင်ခြင်းမရှိတဲ့အတွက်တရုံမြို့နယ်တာဝန်ခံဘုံမူတန်းနိုင်ဦးကပေါ်တာဆွဲဖမ်းဆီးခြင်းများလှုံ့ဆော်ရန်ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ဘုံမူတန်းနိုင်ဦးရဲ့အမိန့်နဲ့မနေ့ကတရုံမြို့နယ်တောင်ဝါကလူငယ်တရာကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။မနေ့က တရဦးမျိုးနဲ့ရွာတွေကနေပြီးတော့အမျိုးသားတရားကြောပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပါတယ်အခုလို့ပေါ်တာဆွဲခံရတာဒုတိယအကြိမ်ဖြစ်ပါတယ်ပထမအကြိမ်ကအရင်လားတွေတုန်းကလူငယ်200ဝန်းကျင်တရဦးတမျိုးနဲ့လုံးမစစ်မှုထားဖို့စုဆောင်းခံရပါတယ်ဒီနေ့လဲတရဦးထဲမှာပေါ်တာဆွဲစစ်ဆေးဖမ်းဆီးမှုတွေလုပ်နေပါတယ်လက်လုံလက်စားတွေအလုသွားဖို့အရန်ဖို့ခက်ခဲနေပါတယ်လို့တရဦးမျိုးနဲ့ကသတင်းရင်းမြစ်တကူကပြောကြားထားပါတယ် ဒရုံမြို့နယ်အတွင်းမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းစစ်မှုထမ်းရန်အကျုံးဝင်နေလူငယ်အရေးအတွက်စရင်ကိုမြို့နယ်တာဝန်ခံဗိုလ်မှူးတန်းနိုင်ဦးနဲ့လဝကဝန်ထမ်းများပြုစုထားပြီးတော့ကြီးပါများမှာညအချိန်အစင်းနဲ့ဝင်ရောက်ဖမ်းဆီးမှုများလည်းရှိနေတယ်လို့သိရပါဗါတယ်ဒရုံမှာတချို့ရွာတွေကစစ်မှုထမ်းဖို့လူငယ်တွေကိုခေါ်ပေးတယ်တချို့ရွာတွေမှာကတော့လူမပေးကြဘူး လူငယ်မပေးတဲ့ရွာတွေကိုအခုကအဓိကပြတ်မှတ်ထားပြီးတော့ဖမ်းဆီးနေတယ်အခုလဲမနဲ့အစိုးကြီးကိုလမ်းတွေမှာစစ်ဆေးဖမ်းဆီးနေလို့လက်လုံလက်စားအိမ်တော်ဦးစီးယောက်ျားသားတွေအလောက်တော်မသွားရဲတော့ဘူးမိသားစုစားဝတ်နေရေးကလည်းတစ်ဖက်နိုင်ငံရေးကတစ်ဖက်နဲ့အရန်ကိုအခက်တွေးနေကြပါတယ်လို့ဒရအုံမြို့နယ်ကပြည်သူတို့ကပြောကြားထားပါတယ်ဒရအုံမြို့နယ်မှာနေမြေ၃ခုကျေးရွာအုပ်စု62စုနဲ့ကျေးရွာပေါင်း164ရွာရှိရာလစဉ်စစ်မှုထမ်းရအတွက် လူငယ်အရေးအတွက်900နီးပါးကိုစစ်တပ်ကစုဆောင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဒနုပြူမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံရဲမေများကဗောလီအင်ကြီးမဝစ်တဲ့အမျိုးသမီးတအုပ်ကိုငွေကျပ်3000တန်ရိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်50ဝန်းကျင်ရှိပြီဖြစ်တဲ့အဲ့ဒီအမျိုးသမီးကိုပြီးခဲ့တဲ့စက်တဘာလ20ရက်နေ့ကစစ်ကောင်စီလက်အောက်ခံရဲမေများကဖမ်းဆီးပြီးတော့ငွေကျပ်3000တန်ရိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြောင်းမျိုးမျိုးပြပြီးတော့တန်ရိုက်တာ ဘောလီမဝစ်လို့ဆိုပြီးတော့ရဲမေတွေကလမ်းမှာဒိုင်ရိုက်တာလောလောဆယ်တော့ဒိုင်ရိုက်ခံရတာအဲ့ဒီအမျိုးသမီးတအုပ်ပဲရှိသေးတယ်အမျိုးသမီးတွေဂုံတိတ်ခါထိခိုက်တယ်ဆိုပြီးတော့လှုပ်တာလို့ဒနုပြူမျိုးကန်တအုပ်ကပြောကြားထားပါတယ်စစ်ကောင်စီလက်အောက်ခံရဲမေများကအခုလိုမျိုးဘောလီအင်ကြီးမဝစ်စင်ခြင်းဟာ မျိုးသမီးအများစုရဲ့ဂုံတိတ်ခါကိုထိခိုက်ကြဆင်းစေတယ်ဆိုပြီးပြောဆိုကဖမ်းဆီးပြီးတော့သတိပေးငွေဒဏ်ဆောင်ကိုင်းခြင်းဖြစ်တယ်လို့မြို့ကံများထံကသိရပါတယ်။ဒါ့အပြင်ဒနုဗျူမြို့အတွင်းမှာစပိန်စီးကတွာလာနေသူတချို့ကိုစစ်ကောင်စီတပ်ကစစ်ဆေးပြီးတော့စပိန်ဘဲမတက်ပါကဖမ်းဆီးပြီးဒဏ်ငွေဆောင်ကိုင်းနေခြင်းများကိုလည်းပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အလားတူပဲပြီးခဲ့တဲ့2022ခုနှစ်စက်တဘာလ25ရက်နေ့ကလည်း EAD တိုင်းမြန်အောင်မြို့နယ်နက်ပီတီချေးရွာထိတ်ဇရက်အနီးမြန်အောင်နဲ့ကြံငဲကိုဆက်သွယ်ထားတဲ့လမ်းလုံးမှာ အမျိုးသမီးတို့ဘောလီအင်ကြီးမဝက်ဆင်ပဲစိုင်းကဲမောင်းနေနေတယ်ဆိုပြီးတော့စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရခိုင်ပြည်နယ်မြေပုံမြို့နယ်ကမ်းထောင်ကြီးမြို့ကိုမနေ့ကစက်တဘာလ25ရက်နေ့မှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးတအုပ်အပါအဝင်2ဦးသေဆုံးပြီး7ဦးခန့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မနေ့ကဝါရွင်းဥပုံနေဖြစ်ပြီးတော့ကမ်းထောင်ကြီးမြို့ထဲက ဖုံးတော်ကြီးကျောင်းနဲ့လူနေရက်ကွက်များကိုဘုံလေးလုံးထက်မနဲ့ကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါဗါဒသေဆုံးသူကလေးငယ်ဟာအသက်၁၀နှစ်အရွယ်မရွှေစင်ဝင်းဖြစ်ပြီးတော့အသက်35နှစ်ကျော်အရွယ်မောင်တန်းထီးတို့ဟာနေရမာတွေတိတ်ဆုံးသွားကြတယ်လို့သိရပါဗျ။ကန်ထောင်ကြီးဒေသခံတအူးကမနေ့ကညနေ3:00နာရီခွဲကျော်လောက်မှာစစ်ကောင်စီကဘုံလာကျဲတာပြီးတော့မနေ့ကဥပုပ်နေလည်းဖြစ်တယ်။ကလင်းငယ်ကတော်တော်တနာဖို့ကောင်းပါတယ်။ ဘုံစလေဘင်းကိုဖောက်ဝင်ပြီးတော့တေသွားရှာတယ်တန်းထေးဟာလည်းခါကိုဘုံစဝင်သွားတာဒန်ရန်ရတဲ့သူရှေ့ဦးထက်မနေရှိတယ်လို့ပြောဆိုခဲ့ပါတယ်ဒန်ရန်ရရှိသူများကိုအရေးပေါ်စိတ်ကူတတ်မှုများပေးထားကြောင်းနဲ့ဆိုရင်ရသူများပါဝင်ကြောင်းနဲ့ဖုန်းဆက်သွယ်ရခက်ခဲနေတဲ့အတွက်ဒန်ရန်ရရှိသူများရဲ့အမြင်နဲ့အသက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်ဒါအပြင်ဒန်ရန်ပြင်းထန်ရရှိသူများကိုစေဝါကုတရမှာစေဝါများပြက်လက်နေတဲ့အတွက်အရေးပေါ်စေဝါများလိုအပ်နေပြီးထိခိုက်ဒန်ရန်ရရှိသူများအသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ကုညီဆောင်ရွက်နေသူများကပြောပါတယ် စက်တင်ဘာလ24ရက်နေ့ကလည်းတောင်ကုန်းမြို့နယ်ရွာမကြီးရွာကိုအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာနှစ်ဦးသေဆုံးခဲ့ရပြီးကလင်းငယ်အပါအဝင်ဒဏ်ရာရရှိသူ3ဦးထက်မနည်းရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ